င်ရောပါဆရာဒီလက်ရှိအစိုးရလက်ထက်မှာပြည်ပအလုပ်ကဏ္ဍကြီးနေတဲ့ဘာကြီးပြောင်းလဲပြုတ်တက်လာတာရှိလဲဆရာသိတော့ထူးကြပါဘူးဒီကနည်းနည်းလေးပေါ့ချို့ဒီလိုအားဒီဘုံကြီးဌာနအနေနဲ့လိုအပ်ချက်ကလေးတွေကိုဟိုတင်ပြရင်တော့သူတို့ဟိုချို့အားလေးတွေဟိုဒီလိုလည်းလိုက်ရောမရလေးရှိရပါတော့ဆိုတော့ big theory ဒီလိုလိုကြကြပြောင်းလဲတော့မရှိပါဘူးဒီအစိုးရလက်ထက်မှာဒီဒီပါကိုအလုပ်ထွက်လုပ်တဲ့လူအလုပ်ကြီးရများသွားလားမနှဲလားလို့ချင်းနေရှိနေစား ကျွန်တော်တင်တယ်ဗျမရော့တော့မရောဘူးများလာတာပဲရှိတယ်။အရင်အရင်နှစ်တွေတဲ့တော့ရော့သွားတယ်ဆိုတော့မရှိပါဘူး။ကိန်းကိန်းတိုင်းပုံများလာတာပဲရှိတယ်။ပြီးတော့ဆရာဒီနှစ်နိုင်ငံသဘောတူညီချက်တွေကဘောဒီလူ့သမားစိတ်စစ်ခေါ်စေလုံးမှုအခြေအနေကဘယ်လိုလိုရှိလဲပြီးတော့ဒီသူတို့လူ့သမားတွေခေါ်တဲ့ခါဘယ်လိုစံကတ်သတ်ချက်တွေရောရှိလဲ။နိုင်ငံသဘောတူညီချက်တွေက G2G ထိုးလာတာတော့ဟိုနိုင်ငံတိုင်းမရှိဘူးပြဥမာယိုရီးယားရှိတယ်ကိုရီးယားရှိတယ်နော်ဆိုဒီလိုနိုင်ငံတွေကတော့ G2G ရှိတယ်ဆိုတော့သဘောတူညီချက်ကတော့သူက တချို့ဟာတွေကလည်းအခုဒီပြန်ပြင်ရတဲ့ဟာတွေရှိရပြဒီ MOU မှာလေဆိုတော့အခု Yuria MOU ဆိုတော့2003နှစ်ထဲကနေပြီးတော့ထိုးထားခဲ့တာဒါနိုင်ငံသားရေးဝန်ကြီးဦးအောင်လက်ထက်ကထိုးထားတယ်ဆိုတော့ဒီ MOU မှာလည်းဟိုကျွန်တော်တို့ amendment တွေလုပ်အောင်အများကြီးဒါဝန်ကြီးဌာနကလည်းဟိုဒါတွေ amendment တွေပြန်ပြင်တာတွေရှိတယ်ဆိုတော့ဟိုပြည့်စုံတဲ့ MOU ကတော့ပဲရှိအောင်လေဗျာလိုအပ်နေတာဘာဖြစ်လို့လဲဆိုတော့ဒါကုန်ပစ္စည်းမဟုတ်ဘူးဗျာလူလူစွမ်းရင်းမြစ်ဆိုတော့လူပို့ဆောင်ရတဲ့အလုပ်ဖြစ်တဲ့အခါကျတော့လူဆိုတော့ ခံစားချက်ကလည်းစိတ်ခံစားခြင်းနဲ့မတူတဲ့ခါကြတော့ပြဿနာအနည်းငယ်များရှိတယ် MOU ကအာပြည့်စုံတဲ့ MOU ရတော့ပဲရှိပါမယ်အဲ့တော့ကျွန်တော်ကလိုတဲ့ဟာလေးတွေဟိုနှစ်နိုင်ငံညှိနှိုင်းပြီးတော့ဒီလိုတဲ့ဒီဟာလေးအချက်လက်လေးပြန်ပြန်ပြီးတော့ဟိုပြန်ပြင်ပြင်ရေးဆွဲနေတယ်ဆရာအဲ့ထဲမှာအဓိကလိုတဲ့ချက်ကဘာလို့ဖြစ်နေလဲဆရာอืมตัวกูอลุษยันโลตมะอะน้ายซ้ออาภิญเนาะเปียကျွန်တော်တို့ကတော့ဒါ ဟာ sending country ပေါ့ဟိုကသူတို့ကတော့ receiving country ဆိုတော့အလို့ရှိရင်အလို့သမားပြဿနာဟာအလို့ရှိရင်အလို့သမားဘက်ကအလို့သမားဘက်ကအခွင့်အရေးထိုင်ရမှာရဖို့လို့ဆိုတော့အလို့ရှိရင်ဘက်ကလည်းအလို့ရှိရင်အဲလှုပ်ဆောင်ရမယ်ဆိုတော့သူတာဝန်ယူမှုတာဝန်ကောင်းမှာတိတိကျကျလိုက်နာနိုင်ရမယ်အပိုင်းလေးရှိနေတာဆိုတော့ဆိုလိုတဲ့အိဗျာဥပမာသူကျွန်တော်တို့ဒီယူရီးယားနဲ့အန်ဝီမှာဆိုယူရီးယားဘက်ဘက်ချမ်းကိုကဒီအလို့ရှိနေတာတာဝန်ယူမှုတာဝန်ကောင်းကိုအင်မတန်အားနေတယ်အဲ့ဒါကြောင့်လည်းကျွန်တော်တို့မှာပြဿနာတွေရောက်များစွာတက်ခဲ့ရတယ်အခုတော့ ်အရင်လိုကိုကုမ္ပဏီတိုင်းကတော့လက်မခံတော့ဘူးခုနောက်ဆိုရင်ခုလုပ်မဲ့ကုမ္ပဏီတွေကဘတ်၅သန်းဒီပိုဇစ်တင်မှရမယ်ဆိုတော့မလေးရိုးရဘက်ကလည်းစီစစ်လိုက်ပေါ့ဗျာဒါခုနကခုနောက်ပိုင်းမှာစီစစ်လာဟိုးအရင်ကလွတ်ထားတဲ့အချိန်တုန်းကတော့ပြဿနာတက်လာရင်ကျွန်တော်ဗမာပြည်ကမှားတယ်ဗမာပြည်အရေးကြီးတယ်ရေးယူခါတယ်ဗျာရိုးရဘက်ကမှားတယ်ဗမာပြည်အရေးကြီးတယ်ရေးယူခါတယ်ကျွန်တော်တို့ကကျွန်တော်တို့ဒီဗမာပြည်အေဂျင်စီကနှစ်ဖက်နာဖြစ်ဆိုတော့ဟိုဥပဒေကြီးကဟိုဟို MOU ကထိုးထားတယ်ကျွန်တော်တို့ဘက်ကဟို သူတို့ဘက်ကအသက်မဝင်လို့ဖြစ်ပြီးကျွန်တော်တို့ဘက်ပဲလာပြီးတော့ထိခိုက်နေမှုကြီးပေါ့ဗျာဆိုတော့ဒါတွေကြတော့အချို့ကလည်းဒီချက်လက်တွေဟိုဝင်းကြီးခဏလည်းပြင်ဆင်နေပါတယ်အချို့ကလည်းပြင်ဆင်ပြီးပါတယ်ဆရာနောက်ထပ်ကောဖိနိုင်ငံတွေနဲ့ MOU ထိုးဖို့ရှိသေးတယ်ဆရာအခုကဂျပန်နဲ့ MOC ထိုးမှပြောရတယ်ဗျအဲနောက်တစ်ခုကမလေးရှားနဲ့တော့ MOU ထိုးလို့ပြီးမှအခုတော့လက်ရှိပြဿနာလေးရှိတော့အခုဒီအရလေးကလည်းအဆိုင်ခံတာတော့ဒီဂျပန်နဲ့ MOC ထိုးမှဆိုရင်ဘယ်လိုမျိုးအကျိုးကျေးဇူးရလာမလဲ ကောင်းပါတယ်ဘာလို့အခုကျွန်တော်ကဒီတိုင်းဥပမာဗျာနိုင်ငံသားတိုင်းပြည်တစ်ခုကိုကျွန်တော်ကလွတ်တဲ့အခါမှာကိုဘက်မှာကိုဘက်မှာရှိတဲ့အစိုးရနဲ့ဒီဘက်ကအစိုးရနဲ့ဒီ MOU မရှိခဲ့ဘူးဆိုရင်ကျွန်တော်တို့နည်းနည်းထိန်းချုပ်ရနည်းခက်တာပေါ့ဗျာတောင်ဝင်းမှုတောင်ကောင်မှုအပိုင်းတွေမှာလည်းဟိုအားနေလို့အားနေချက်ကလေးရှိတာပေါ့ဗျာဥပမာသူ့နိုင်ငံသူလွတ်လွတ်လိုက်တဲ့အခါမှာဟိုတရားဝင်အနေနဲ့ဒီကသူ့နိုင်ငံကဒီအစိုးရမှာတောင်းရှိတာပေါ့ဗျာဆိုတော့ကျွန်တော်တို့ MOU ထိုးရဆိုဒီ MOU အချက်လက်တွေကိုလည်း သူသူ့နိုင်ငံလိုက်လာမှာဖြစ်တယ်ကျွန်တော်တို့နိုင်ငံကလည်းကျွန်တော်တို့ထိုးရတဲ့ MOU အချက်လေးလိုက်လာမှာဆိုနှစ်ဖက်လုံးကိုတာဝန်ကိုယူကိုပိုင်းကိုကိုတာဝန်ယူမယ်ဆိုရင်နောက်ရေရှင်မှာဘလို့သမားတွေတိကျနေလာတဲ့ပြဿနာတွေအများကြီးကျွန်တော်ကာဝယ်ဆောင်ရမယ်လားပေါ့ဗျာဆိုတော့ MOU ကမပြည့်မနေထိုးဖို့ကျောက်ခုဒီဆိုရတဲ့ထက်မှာလို့တဲ့ဒီလို့သမားပတ်ဆိုတာပြပမှာတောက်လို့တဲ့လို့သမားတွေတော့ဘယ်လိုအကျိုးကျေးဇူးတွေရှိတာနိုင်လဲဆိုအခုက PVBJ ဗျအခုသူတို့ပြောင်းလိုက်တာပေါ့နော် တော့တခုကဟိုဘယ်ရာဖြစ်ဖြစ်ကောင်းကျိုးဆိုးကျိုးတော့ရှိတာပဲသူကတော့ဟိုအများတန်းတော့ကုံလုံးတော့ perfect မဖြစ်ပါဘူး complete ဖြစ်တဲ့အရောမရှိဘူးဆိုတော့အခု PV ရဲ့အရင်တော့ PV နဲ့ဆိုတော့ဗျာအခုဒါပွဲစားလုပ်လို့ရဆိုတော့တွေ့တယ်အလဲသွားတာပေါ့ပွဲစားနေပြီးနေရာကလေးတွေစီယုံလာမယ်ဆိုတော့သူကလည်းမင်းတို့ password လို့ဆိုရင်သူကသူ့လက်ထက်မှာပဲဗျာဒီကလေးတွေခြင်ထားပြီးသားဖြစ်သွားတယ်ဆိုတော့သူကလည်းသူကြိုက်တဲ့ agency ကိုချိတ်ဆက်ပြီးတော့လူသွင်းတာပေါ့လောက်ကြတယ်ဆိုတော့ စလာကြတယ်ဘတ်ဆိုစလို့ကြတယ်နေပြီးတော့နိုင်ငံကြောက်ရောက်တဲ့ဒီ तू อ่ะအဲ့ကလေးတွေအားလုံးကို तू อ่ะချဲလဲပြီးတော့အလုပ်လုပ်ရတာဖြစ်နေဒီဟာကိုနံပါတ်၁ကတော့ပွဲစားပပျောက်ခြင်းလို့လုပ်တဲ့သဘောပါလေဗျဆိုတော့ PJ ကပွဲစားလုပ်လို့မရတော့ကျွန်တော် agency တွေလုံးမရတယ်ဒါပေမဲ့ကျွန်တော်တို့ PJ မှာ PB နဲ့ PJ ကတကယ်တမ်းအောင်မြင်သွားရင်တော့အများအကျိုးရှိရဲ့အလုပ်ဗျအလုပ်သမားတွေလည်းအခုအလုပ်သမားတွေတယောက်ကဗျအခု password လုပ်ဖို့အတွက်ကိုနေပွဲစားသူယူခြင်းလို့ယူတာကတချို့တသိန်းယူတယ်တသိန်းခွဲယူတာအမျိုးစုံပဲကြားနေရတယ်တကယ်တော့ ွားလို့တယ် password လို့တဲ့ဈေးကတလောက်မှမရှိတာအဲ့တော့အဲ့တော့ဒီဟာတွေအပေါ်မှာမတရားတွေအမျက်ယူတာတွေအခုပြဿနာတက်လာမှကျွန်တော်ကသိရတာဆိုတော့ဒီဟာဒီဒီဝိညာဏအနေနဲ့ဒါကိုပိတ်ပင်ဒါကိုကာကွယ်တဲ့အနေနဲ့ဆိုတော့ပွဲစားပွားပြအောင်လုပ်ချင်တော့တစ်ပတ်တစ်လအဲ့လိုလုပ်တာပါဒါပေမဲ့အားနည်းကြတာပါကြီးဆိုတော့ဒီ PJ ကကျွန်တော်အရင်လိုရ PJ ဆိုတော့ဒီ agency တွေကနေပြီးတော့ဟိုထောက်ခံမှ agency တွေကနေပြီးတော့ရှောက်အောင်လို့ပြော agency တွေလုံးလုံးတောင်းပေးလိုက်ပြန် မလို့လာအပ်တဲ့စားရက်စားရက်အကုန်ဖြုတ်လိုက်အခုပြအခုပြီးတဲ့ရက်တောင်းနေစားရက်တည်းကဘာစားရက်တွေမှန်းလည်းမသိဘူးတမန်ဒါတွေအကုန်လုံးဟိုအစ်စ်ပဲရအတုပဲရဒီကတော့ကျွန်တော်အဲ့လိုပဲပြောရမှာဘာလို့ဆိုတော့သူတို့လည်းစစ်နေတာမဟုတ်ဘူးအတုလားစစ်လားသူတို့လည်းသိတာမဟုတ်ဘူးဟိုအလုံသမားတန်ရာကြီးရဲ့ထောက်ခံစားလာမှဘာမှညာမှဆိုတော့ original လည်းမဟုတ်ဘူးမိတူတောင်းအလုံသမားတန်ရာကြီးရဲ့ထောက်ခံစားအမှန်အမှန်သူဘယ်လိုစစ်မှာလဲ ပြည်ရေးရဘလို့တည်မှာလေတည်ချင်းတည်ကျွန်တော်တို့ဝင်ကြီးဌာနနဲ့ကျွန်တော်တို့ MOE ရကျွန်တော်တို့ agency တွေပဲတည်မှာပေါ့ဗျာ။ तू မတည်နိုင်တဲ့စားရဲစားနဲ့ရှောက်တောင်းပြီးတော့အဲ့ဒါလည်းမလိုလားရပဲနဲ့အချိန်နေကုန်လားပေါ့ဗျာ။ဆိုတော့အဲ့ဒါတွေကဟိုကြန့်ကြတယ်ဗျာ။အဲ့ဒါတွေတော့ကျွန်တော်တို့လည်းဟိုဝင်ကြီးနဲ့စီဝေတော့တင်းပြထားပါလေ။ဒီဟာတွေစားရဲစားနဲ့မလိုတဲ့စားရဲစားနဲ့အကုန်ဖြုတ်ချဘူး။ဆိုတော့ဟိုကောင်းအောင်စီစဉ်ပေမဲ့ဟိုမကြန့်ကြအောင်ဟိုဟိုပိုပြန်ပြီးတော့ delay ပြောင်းလုတ်တဲ့အပိုင်းတွေကလုတ်နေကြတယ်ဗျာ။ဥပမာဆိုအဲ့ဒါမျိုးတွေကြာကျွန်တော်တို့မှာဆက်ခဲနေများရှိတယ်။ အခုကျွန်တော်တို့ကသာအခက်အခဲဖြစ်နေတာပွဲသားတွေကဒီအတွက်ကိုဘယ်လိုလုပ်ရမလဲပြင်ဆင်ပြီးနေပြီအပြင်မှာအဲ့လိုရှိတယ်ဆိုတော့ချိတ်ကိုချိတ်ပြရမှာဒီအေဂျင်စီကတော့လုတ်ပေးရမှာအေဂျင်စီတွေဖြစ်တယ်ဆိုတော့အေဂျင်စီတွေပေါ်တောင်းနေလိုက်ပေါ့ဗျာအမှားရေးယူပေါ့ဆိုတော့ဒီကဘာမှစားရစားတော့မလိုတော့ဘူးဆိုတော့ဒီဝအောင်မှာအလုပ်သမား90ဟိုဟိုပတ်စ်ပို့လျှောက်တယ်ထားပါတော့ဗျာဟိုဒီကုမ္ပဏီတစ်ခုကနေပြောဒီအလုပ်သမား90မောင်မလူဘူးဘူးဆိုတော့ဒီဟိုဟိုသူ့ရဲ့ဟိုဥမာဟိုမှတ်ပုံနဲ့မှတ်ဘလောက်ပေါ့ဗျာတကောင်ချင်းဘလောက်ဒါတွေအားလုံးကြီး ပတ်ဆိုလောက်ပါမယ်ဒီအားလုံးဒီကုမ္ပဏီကနေဥပမာ A ဆိုတဲ့ကုမ္ပဏီနဲ့တောင်းရလို့ဒီ A ကုမ္ပဏီနဲ့တောင်းရယူရတယ်ဒီလူကမှဒီပတ်ဆိုနဲ့မှားရမယ်တခုဖြစ်လို့ရှိရင် A ကုမ္ပဏီကသူ့ရဲ့သူခရီးကိုအကောင့်ထဲသူထိုးရတယ်သူ့ဟိုဟာအပြေပေးရေးယူလို့ရပါတယ်ဒီအဲ့ဒါနဲ့တင်လိုက် သူ့ချပြီးပြီးပြီပေါ့ဗျာဆိုတော့တခုမှရအလုံးသမားမှဒီအဲ့ agency ရေးယူပေါ့ဒါရှင်းနေတာအဟိုစာရက်လောင်းဒီစာရက်လောင်းဆိုအဲ့ဒီ agency ကျွန်တော်တို့ agency တွေလည်းအလုပ်လုပ်တာကောင်းကြိုက်တာပေါ့ဗျာမလိုလားတဲ့စာရက်တွေအဲ့တော့အစ်စ်လည်းရအောင်အတူပဲရဆိုတော့ဒါတွေကိုဖဲ့ ဖယ်ရှင်းဖို့လိုတယ်ကြဖယ်ထုတ်ပြမယ်မလိုတဲ့ခါတွေကရှင်းထုတ်ပြတာကောင်းတယ်ဆိုတော့ပြန့်ကြအောင်လေအဲ့တော့ဒီကဘာဖြစ်လဲဆိုတော့ဟိုဟိုဂျိုင်းဂျုံပြောရင်တော့ဒီကဟို correction ဟိုအသက်တွင်းနေတာသူတို့ဖြစ်နေတာပေါ့ဒါလက်ပေးလိုက်ရင်စနစ်ကိုအသက်တွင်းမဲ့စနစ်လုံးပြန်လုံးချင်နေတာမျိုးမကောင်းဘူးကြဒါဌာနအနေနဲ့ဟိုဒီကလွယ်လွယ်ကူကူအလို့သမားတွေကိုခေါင်းပုံဖြတ်မခံရအောင် ကွဲသားတွေလက်ကနေကင်းတော့လုတ်ပေးတာပဲဒါပေမဲ့မလိုလားဗန်နယ်ဥမာအဲ့လိုဟိုဟိုကပြည်တဲ့ရဟိုလာကိုစားရလို့ဒီစားရလို့ကျွန်တော်တို့သာခက်နေတာကွဲသားတွေကအခုဝင်နေတယ်ဆိုတော့အပြင်မှာရှုပ်ကုန်တာပေါ့ဗျာအဲ့တော့အဲ့တော့ဒီကောင်းပြီမဲ့နိုင်ငံတော်ကချတယ် policy ကောင်းပြီမဲ့လိုက်နာဆောင်ရမှုအားနည်းတဲ့ခါကျတော့ဌာနချင်းပူးပေါင်းမှုမရှိတဲ့ခါကျတော့ဒီကျွန်တော်တို့လည်းလာထိရတယ် ဒီပြပအလုပ်ကံဟို agency တွေနဲ့ဒီအလုပ်သမားစေလွတ်တာနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့အလုပ်သမားတွေနိုင်ငံမှာလွတ်သွားလွတ်တာနဲ့ပတ်သက်ဆက်အနေနဲ့ဖြည့်ဆက်ပြောပြပါဦးဆရာအလုပ်သမားတွေရပါဗျာအလုပ်သမားရဲ့တဘာဝအခုတိတိနည်းတော့ဟိုခက်တယ်ဗျာဒီအလုပ်သမားတွေကလည်းသူတို့သူတို့ရေချက်ကတော့တစ်ပတ်တည်းငွေရှာဖို့ပဲအဲ့တော့အသိပညာအတတ်ပညာဟိုဟို knowledge ဒါလေးတွေကိုဟိုပုံသဏ္ဍာန်ရအောင်ဒါလေးတွေတင်ယူလာမယ် land လောက်လာမယ်ဆိုတော့ အဲ့လိုသမားရှားတယ်ဗျဆိုတော့သူတို့ကစသွားရငါတို့ကငွေဘယ်လောက်ရှာမလဲဆိုသူရည်ရွယ်ချက်ကသူကဒီသူတို့ငွေရှာဖို့တည်းသွားတာဟုတ်အဲ့တော့လောက်ရှာမယ်ပြန်လာပြီးတော့မိဘကိုမိသားစုကိုဘယ်လိုတောက်ပါမယ်ဘယ်လိုဟိုစိတ်ကူးညင်ကြတာပေါ့ဗျာပြန်လာရင်သူငွေကြေးနေပါလုပ်ငန်းတွေထူအောင်ဇာမျိုးတွေသွားကြတယ်အဲ့တော့ဒီကလည်းကောင်းတာလေးရှိဆိုဆိုးတာလေးဒီကငွေကိုပဲဟိုအဓိကထားတဲ့ခါကျတော့ကိုထင်လို့ဖြစ်မလာတဲ့ခါကျပြဿနာများလာတယ်ဟိုတချို့ကြတော့ ခုဂျပန်လိုနေရာမျိုးငွေရှာဖို့တက်တက်သွားရင်တော့လည်းပါပဲဂျပန်ကစပြီးကျွန်တော်တို့ခေါ်ရတာ training visa ဆိုတာဒီမှာရှိတဲ့အလုပ်သမားတွေကို skill ဖြစ်အောင်သူတို့ကခေါ်ပြီးဟိုတင်ပေးတာပေါ့ဗျာဟော skill ဖြစ်လာပြီးတော့ဒီအလုပ်သမားတွေကဘာမှပြန်လာဒီဆက်ရုံအလုပ်ရုံနေမှာပို့ပြီးတော့အသိဉာဏ်သွားပြီသူတို့ဒီဟာဒီလုပ်ငန်းဒီလုပ်ငန်းဝင်နေမှာပို့ပြီးတော့အတတ်ပညာနီးပညာကျွမ်းကျင်သွားအောင်သူတို့ကတင်ပေးတာဆိုတော့ငွေကြီးပဲတရားသွားရှာတဲ့လူမျိုးနေတော့ ိတ်မဖြစ်ဘူးလေဒီဒီပညာဒီဒီသူတို့ဆီမှာတင်လာတဲ့ဒီအတတ်ပညာလေးတွေဒီမှာပြန်ပြီးတော့ကိုလုံနေတဲ့လုပ်ငန်းခွင်တွေမှာပြန်ပြီးအသုံးချမယ်ဆိုရင်ရည်ရချက်ကလေးတွေထားဖို့လိုတယ်ဗျာဒါလေးတွေကတော့ကျွန်တော်တို့လည်း awareness လုပ်ပေးဖို့ရှိပါတယ်ဒါလည်းလုံလက်ရှိလည်းလုံနေဗျာလုံနေပေမဲ့အလို့သမားရဲ့ဟိုခံယူမှုပုံမှန်လည်းမူတည်ပါလေအဲဒီနောက်ဆုံးနေတဲ့သမီးတွေကဒီမလေးရှားထောက်ခါပွဲကပိတ်ထားရဆိုလေလက်ရှိမှာဘယ်လိုအခြေအနေရှိနေလဲဆရာ အခုလည်းကိုကျွန်တော်တို့တော့ဒီ agency မလေးရှားပို့တဲ့ agency နဲ့တွေ့ဆုံဆွေးနွေးကြည့်ပါသေးတယ်။သူတို့ရဲ့အခက်အခဲလေးတွေကိုလည်းကျွန်တော်မေးတယ်။ဆိုတော့ဘူလောတဲ့ပိတ်ထားရမှလည်းအခုကျွန်တော်တို့ဘုံမှာအခုဝီးဒါနာကနောက်ဆုံးထုတ်ပြန်တဲ့သူကဒီ6ရက်နေရထုတ်တဲ့သတင်းကသူကတော့ကျမ်းမာပညာလူသားအရင်းမြစ်ကော်မတီကြပြီးသားတယ်။ဆိုတော့ smart ကလည်းရပြီးသား။ဆိုတော့တင်တန်းတက်ခွင့်လည်းရပြီးသား။အဲ့ဒီလူတွေကတော့ agency ကဂရိခံဝင်ရတဲ့လက်မှတ်ထိုးရင်တော့ ဲ့ရွှေလွှတ်တယ်ပေါ့ဗျာအဲ့ဒါတော့ဟုတ်ပြီဒီတပိုင်းဟုတ်ဒုတိယအနေနဲ့ခိုးဘက်ကကောင်းလေးနေတာကြာတယ်အလုံသမားတန်ရာရှိရနေပြောတယ်လေးချမှာရှိတဲ့ပမာလုံသမားတန်ရာရှိရထောက်ခံပြီးအဲ့ဒီခါတည်းကဟုတ်ကျမပညာလူစားရရင်တင်လို့မရဘူးဗျအဲ့ဒီကတင်လို့မရရင်ကျွန်တော်ကအဲ့ဒီကလေးထွက်လို့မရဘူးအဲ့ဒီပြဿနာကဟိုကျွန်တော်တို့နံပါတ်၄ကောင်းကိုက်နေရတယ်ရင်ဆိုင်နေရနောက်နံပါတ်၄ပြဿနာကဟိုဟိုမှာကောလင်းနေတာကြာပြီအလုံသမားတန်ရာရှိတယ်ထောက်ခံတာမရဘူးဟိုကလက်ယာယီပိတ်ထားတယ်ဟိုဘက်ကလည်း ိုအလုံးစမ်းတိုင်ကြီးကလက်မှတ်ထိုးမှုအဲ့ဒီအာနံပါတ်နေ့ကနေတိုင်းနောက်နံပါတ်3ကတော့ဟိုမှာ immigration မှာ processing လုပ်နေကြည့်ရဒီ quality ကကြာမှုအဲ့ဒီဟာကြာလာရင်ကျွန်တော်ကလူတွေကပုံပုံပုံပြီးတော့ပိတ်သွားတော့အဲ့လိုဒါတော့တစ်ဆင့်စီနည်း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 ဖြည့်ရှင်းပြီးဖို့လို့နှုတ်ဆိုဒီလုံသမားရေကုန်ကြက်ကုန်ဒါပေမဲ့အခုကတော့နိုင်ငံရေး issue ဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ဟိုနိုင်ငံတော်အတင်းအကျပ်မှာတောင်းဆိုတော့မရဘူးဗျာကျွန်တော်ပြောပြောကိုယ်လည်း ိုနိုင်ငံအရေးခင်ဆိုတော့ကျွန်တော်မှလည်းတောင်းရှိတာပေါ့ဗျ။ဒါပေမဲ့အလုပ်သမားဘက်ကိုလည်းကျွန်တော်ကပြန်ကြည့်ရတယ်။ဟိုကျွန်တော်ကပြောချင်တာတော့အေဂျင်စီရဲ့စီးပွားရေးကိုပြောချင်တာမဟုတ်ဘူး။အလုပ်သမားတွေရဲ့အခက်အခဲကိုပြောချင်တာ။ဆိုတော့အလုပ်သမားတွေအရကောလင်းကြီးတကြပြီတင်လိုက်ပြီဆိုတော့ဒီအလုပ်သမားတွေကကျွန်တော်များများကြိုးအသိစေတယ်။နိုင်ငံသွားတော့မှာပဲ။ဒီကဝင်တဲ့အခါဒီလက်ရှိမီယုပလာလုပ်တယ်လက်ရှိလုပ်နေတဲ့အလုပ်တွေပေါ့။ဆိုတော့အားမဆိုင်တော့ဘူး။ဆိုတော့ဥပမာကောလင်းကြီးကလည်းကြာလာပြီ။အလုပ်သမားကြီးကလည်းထောက်မှန်ပြီ။ဒီဗမာပြည်ကိုလည်းရောက်လာပြီ။ဒီအခုကျမ်းမာပညာ လူသားအရင်းနဲ့တင်ရုံနဲ့ရှိတယ်တင်လာတဲ့ကြာတယ်ဆိုတော့အဲ့လိုဆိုတော့လာပြီးတော့သူကတိတဲ့ခါမှာလုံသမားလုံးစရာကြီးတယ်ဒီမှာရှိတဲ့ဟာလည်းပုံဇာလန်းဖြတ်ပြီးပြသူတို့ငွေကျဲတွေကြီးတာရှိမယ်စပြီးတော့ကြီးလာပြီးဆိုတော့သုံးဖို့အတွက်ဝယ်ဖို့ချမ်းဖို့လည်းလုပ်တယ်အဲ့မှန်စပြီးတော့အလုံသမားပြဿနာတက်ဆိုတော့သူတို့အတိုးတွေနဲ့ယူထားတာလည်းရှိတယ်အဲ့ကလေးတွေကမလို့ရင်ဒီရတယ်ဘယ်ဒီဇာလန်းတွေဘလို့ရှင်းဒါတွေကအများကြီးတောင်းဆက်တွေခဲရိုက်နေတာပေါ့ဗျာအဲ့တော့ဆိုဒီနေအကြမ်းမှုကိုကျွန်တော်လည်းလောဆယ်တော့ဒီကတော့ hot issue လို့ပြင်နေအောင်စောင့်ကြည့်နေတော့ဒါပေမဲ့တိတ်ကြန့်ကြန်နေတော့လုံသွားတယ်မှာအများကြီးခက်ခဲကြီးဒီရအခုကျွန်တော်ရည်ရွယ်ပြီးပြောချင်တာ agency ကမို့ agency ကတော့ဗျာမလေးရှားဘုတ်ကယိုရီးယားဘုတ်ပါရှင်ရှင်လေးယိုရီးယားဘုတ်ကဂျပန်ဘုတ်ပါတခုမဟုတ်ဘူးတော့လဲ့ဘုတ်တယ်ပါဗျာအင်းဒီကတော့လုံးဝရက်ပဲလေးချက်တော့ပဲရှိပါဒါပေမဲ့ဒီလုံသမားလေးရင်မှာအခုခု call လုပ်ကြပြီးသားလုံသမားလေးအများကြီးခက်ခဲကြီးသူတို့ဒီဟာကိုသွား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 ငွေကြေးရတာသူကယူထားပြီးအတိုးတွေဒါတွေကမထွက်ဘူးဆိုရင်တေးရင်အဲ့ဒါသူပဲဘယ်ဝင်ဘယ်ဝင်နဲ့သူပြန်ဆက်မှာလဲဆိုတော့သူတို့ကထွက်ဖို့အတွက်ကို ready ဖြစ်နေဆိုဒီအချိန်မှာဒီလိုပြဿနာဖြစ်တာလည်းမကောင်းဘူးဘုဘမှာလည်းပြဿနာတက်တယ်လို့အရာဖြစ်တယ်လို့အရာကြီးရနှက်ကြတယ်လို့ဒါမျိုးတွေမှမရှိလာတဲ့အခါကျဒီလိုနည်းနည်းလေးနေနေသွားပြီဆိုတော့အများဆုံးပြန်လှုပ်ပေးဖို့တောင်းဆိုရမှာပဲဒီအတွက်လည်းကျွန်တော်က database ကြီးကောက်ထားပြီးတော့ဝင်းလာတယ်မလို့တော့